အလုံးမမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရန်ကုန်မြို့ရဲ့အထင်ကြီးအဖျားစီဒီတွေဟာရွှေတဂုံစီဒီကိုရောက်နေတာပါဒီတစ်ခေါက်မှာတော့ရွှေတဂုံစီဒီရဲ့ဖျားပရဝံအတွင်းမှာအဋိဌံဝင်သူတွေဖျားဘူးတွေနဲ့အမြဲစီကားနေတဲ့ဖျားတစုကြောင်းရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်အဲ့ဒီဘုရားကတော့ဆယ်တော်မူဘုရားပါ ဘုရားတည်ရှိရာနေရာကတော့ရွှေဒဂုံစေတီအင်္ကာတောင်းဤကောဘကယုံရဲ့အရှိပဲဥမောင်ကြီးတောင်းထဲမှာရှိရပါစေတော်မူဖရာဟာဟိုးရင်တော့တော့ယခုလက်ရှိတဲ့သောင်းနေရာမှာတည်င်းသုံးခဲ့တာမဟုတ်ပါဘူး။အင်္ကာတော့နာဟာဇေရီစုလေးကြားထဲမှာတည်င်းသုံးခဲ့တာပါ။ အဲ့ဒီတုန်းကတော့ဖျားဖူးဖို့ရေလူတကူသာပဲဝင်လို့ရတဲ့ဈေးကြီးစုလေးကြတဲ့ကိုချက်ချက်တဲတဲနဲ့တိုးပြီးတော့ဖုံးမြော့ခဲ့ရတာပါဒါကတော့ရခင်ဆဲတော်မူဖျားတည်င်းသုံးခဲ့တဲ့နေရာမှာယုံဘွားတော်အတစ်ကိုပူဇော်ခံထားရှိထားတာပါ။ ယခုလက်ရှိဦးမောင်ကြီးတစောင်းနေရာကတော့ကြဲကြဲဝုံဝုံလက်ရှိသလိုဖျားဖူးမြော်လို့လည်းအတော်လေးအဆင်ပြေတယ်ပြောရပါမယ်။ဖေရောမူဖျားရဲ့ဖျားတိုင်ရကကုသိုလ်ရှင်ကတော့မြန်မာတိုင်းဆေးဆရာကြီးဆရာမြန်ဖြစ်တယ်လို့သိရပါတယ်။ဖေနုတော်ရဲ့တွင်ပြင်လက္ခဏာကတော့မင်းမြောက်တစွာဆင်ရင်ထားတာ ဖြစ်တယ်လို့ညံတော်နဘေကန့်ရှိရဲ့ထိုင်တော်မူဆင်းနုတော်လည်းဖြစ်ပါတယ်။ ဖေရမူဖရားမှာသုတောင်းဒိဋ္ဌံဝင်ကြသူတွေနေနဲ့ဖရားစင်းသူတော်ရဲ့ရှေ့မှာသောဖေမီပန်ရည်ရဲတော်ကတ်လူပူတော်ပြီးတော့ဖေရမူဖရားကာရတော်နဲ့ပရိဒပတ်စိတ်ကအနည်းဆုံး9ရက်ဒိဋ္ဌံဝင်ပြီးသုတောင်းရတယ်လို့သိရပါတယ်။ တင်တော့လိုပဲဖဲရော်မူဖျားဖူးမြှုပ်ခြင်းတို့အနေနဲ့ရွှေတကုံသေးဒီရောက်တဲ့အခါမှာ အင်္ဂါဒောင်းဒီဂောဘကယုံရှိဘက်ကဥမောင်ကြီးတစောင်းတွင်မှဝေရောက်ဖူးမြှုပ်ခြင်းကိုတင်ဆက်မျှဝေပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ